ားအလုံးမဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ trip in မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့အကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်။အဲ့ဒီမှာမှဒီ episode 93ကတော့မိုင်းခန့်မြို့လေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေတာဖြစ်ပါတယ်။အခုအပိုင်း3မှာကတော့လှပတဲ့မိုင်းခန့်မြို့လေးစီကနေကျိုင်းတုံကိုအပြန်တွေ့ရတဲ့မြင်ကွင်းတွေ မိုင်းခတ်မြို့လေးရဲ့လှပတဲ့မြင်ကွင်းကိုတဆန်ရဒေသခံတွေနဲ့ရောက်ရှိသူတွေရိုက်ကူးထားတဲ့မြင်ကွင်းလေးတွေနဲ့ပေါင်းဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ဗျဒီခီးစဉ်ကကျွန်တော်တို့လက်တော်သွားထားတဲ့ခီးစဉ်မဟုတ်ပေမဲ့ပြီးခဲ့တဲ့ကာလတစ်ခုကသွားထားတဲ့ခီးစဉ်လေးကိုအခုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ မန်ခတ်မြို့လေးရဲ့အလှပအချို့နဲ့အတူကျွန်တော်တို့မန်ခတ်ကနေအပြန်လမ်းမှာတွေ့ရတဲ့လှပတဲ့အစိတ်ဝင်စားစရာကောင်းတဲ့မြင်ကွင်းတွေကိုတွေ့မြင်ကြရမှာပါမိုင်းခတ်မြို့လေးပင်လယ်ရေမျက်နှာပြင်တဲ့ပေပေါင်း2900မှာရှိတဲ့မြို့လေးမိုင်းခတ်မြို့ဟာ မြို့နယ်မိုင်းခတ်မြို့နယ်ဟာအရှိရတဲ့အနောက်ကို52မိုင်နဲ့တောင်ကနေမြောက်ကို32.4မိုင်ရှည်လျားတဲ့မြို့လေးဖြစ်ပါတယ်သူမကရက်ကွက်နှစ်ခုရှိပြီးတော့အမှတ်တရက်ကွက်အမှတ်နှစ်ရက်ကွက်နဲ့သူကကျေးရွာအုပ်စုကအလုံးပေါင်း18ခုရှိပါတယ်။ဝမ်ခုတ်မိုင်းနှုံတုံဖကောပါပွန်ဟုတ်ပုံဝမ်ပင် မိုင်းညင်းနောင်လုံးဝမ်အွန် မိုင်းဟန်ပါလန်ကောမိုင်းကာနန်ယမ်လုံပါခါလုံနမ်စောဝန်နောင်လုံဆိုပြီးတော့အဆု18ဆုရှိပါတယ်။အကယ်လို့ကျွန်တော်တို့ဒီထဲမှာအတန်အတွက်အတင်းဆောင်မှားရင်းရှင်တော့လဲတောင်းပန်ပါတယ်ဗျ။အဲ့လိုမျိုးလေးဖြစ်ပါတယ်။သူအရှိတ်ဘက်မှာကျတော့ကျိုင်းတုံမြို့နယ်နဲ့မိုင်းလာမြို့နယ်အရှိတ်မြောက်ဘက်မှာမိုင်းယမ်မြို့နယ်တွေထိစပ်နေပြီးတော့အနောက်ဘက်မှာမမန်းမြို့နယ်အနောက်တောင်ဘက်မှာမိုင်းပြင်းမြို့နယ်တွေနဲ့ထိစပ်နေတဲ့မြို့လေးဖြစ်ပါတယ်။ ဒီမြင်ကွင်းလေးတွေကတော့မိုင်းရံမြို့လေးရဲ့လှပ်ပါတဲ့မြင်ကွင်းအချို့ဖြစ်ပါတယ်ကျွန်တော်တို့မိုင်းရံကိုရောက်ရှိတဲ့အချိန်ကအရန်ကိုတိုးတောင်းတဲ့အတွက်ကြောင့်မလို့ဒေသခံတွေမြို့လေးကိုရောက်ရှိတဲ့သူတွေမှတ်တမ်းတင်ထားတဲ့မြင်ကွင်းလေးတွေကိုပေါင်းစပ်မြှောက်ရခြင်းဖြစ်ပါတယ်ဒါမှလည်းမိုင်းခတ်မြို့လေးရဲ့အလှကိုထိုက်တင်တယ်လို့တွေ့ရှိနိုင်အောင်ဖြစ်ပါတယ်ဗျမိုင်းခတ်မြို့လေးကသူကအရှိတ်မှာအထိနန်းလွေချောင်းမိုင်းခတ်နဲ့နိုင်လွေချောင်းတွေကတော့လေခွဲမရတဲ့အလှပဲ ဒါလေးတွေကကြတော့ဒါကျွန်တော်တို့အဲ့ဒီမြို့လေးမှာ တွေ့ရတဲ့အာကျင်းပတဲ့ပွဲတော်အချို့ရဲ့မြင်ကွင်းတွေကိုကျွန်တော်တို့ရရှိသမျှစူးစီးပြီးမျှဝေခြင်းဖြစ်ပါတယ်ဒီမိုင်ကတ်မြို့လေးမှာအခုလိုမျိုးပွဲတော်တွေကအစစ်စစ်ကကနဲ့ကျင်းပကြလေရှိတယ်လို့လည်းသိရပါတယ်ဒါတွေကအခုရေမဟုတ်ဘဲနဲ့ကျင်းပတဲ့အချိန်တုန်းကရရှိတဲ့ပုံတွေကိုစူးစီးထားတာဖြစ်ပါတယ်ကချင်းဆိုလို့ချင်းလေအခုဒီမှာကြည်ရတဲ့လောက်ကိုပဲအတော်လေးတော့စီကစီစီကကကျင်းပပုံရတယ်ဗျ။ တမူးရှိလို့တပဲလူဒိုရှန်းတောင်သူတူနိုင်ရိုးလားဆိုတဲ့စကားဒါလေးတွေကတော့ကျွန်တော်တို့ဟိုပါဗောအကြောင်းကကလေးတွေဒါကလေးငယ်လေးတွေရပုံလေးတွေတွေ့ရအောင်ပါဟုတ်ပြီကျွန်တော်တို့အခုတော့မိုင်းခတ်မြုပ်လေးစီကပြန်ပြီးတော့ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကိုတွေ့ရတယ်လို့ကိုမြင်ရတယ်လို့မြင်ကွင်းချုပ်ကိုပြန်လဲမျှဝေတာဖြစ်တဲ့အတွက်အချို့မြင်ကွင်းတွေကအဆင်မပြေတာများပါခဲ့ရင်လည်းတောင်းပန်ပါတယ်ဗျ။ဘာပဲပြောပြောတကယ်အေးချမ်းနဲ့ မြို့တကယ်အေဂျင့်နဲ့ဒေတာလေးတခုဖြစ်ပါတယ်သူကအရှိတ်ဘက်မှာမိုင်းခတ်မြို့နယ်ကအရှိတ်ဘက်မှာပေ8000ကျော်တဲ့လွယ်မီးတောင်ရှိတယ်အနောက်ဘက်မှာပေ9000ကျော်မြင့်တဲ့လွယ်စီးတောင်ရှိပြီးတော့ပေ4000ကျော်မြင့်တဲ့တောင်ဆွဲတောင်တန်းတွေလည်းအများကြီးရှိတယ်ဗျပြီးတော့နတ်လွေချောင်းနတ်မှုချောင်းနတ်ခတ်ချောင်းနဲ့နတ်နှုံချောင်းတွေကလည်းသူကအဲ့မှာရေချိုရတယ်ပေါ့ သူကများသောအားဖြင့်ဒီဘက်မှာအတက်မှာပင်ထင်းယူပင်နဲ့ဝါးပင်တွေပေါက်ရောက်တာများပါတယ်။ဟိုးရင်တော့ကတော့ဒီဘက်တွေကတော့ကြာချစ်တဲ့တို့ဆင်လို့ပါအဲ့လိုမျိုးတွေပါရှိတယ်လို့ပြောတယ်ပဲ။နောက်ဒီတောဝက်တို့တောင်စိတ်တို့ဂျီတို့တောခွေးတို့ခွေးတူဝက်တူတို့တင်းခွေချက်တို့ဝက်ဝံတို့မြောက်တို့ဒေါင်းတို့လည်းရှိတဲ့ဒေသဖြစ်တယ်လို့သိရပါတယ်။သူကမိုင်းခတ်မြို့နယ်ရဲ့တဘာအခြေအနေအရတတော်ဖုံးလွှမ်းမှုက90ရာခိုင်နှုန်းအထိရှိတယ်လို့သိရပါဗျ။ ဒီဘက်ဒေတာမှာကျွန်တော်တို့တွေ့ရတဲ့စီးရင်လေးတစ်ခုရတော့စိတ်ဝင်စားဖို့ကောင်းတာလေးရှိပါတယ်။သူကပါလဲဆိုတော့ဒီဘက်ဒေတာမှာအများဆုံးနေထိုင်တဲ့တိုင်းရင်းသားကလာဟုဖြစ်ပြီးတော့သူကတမျိုးနယ်လို့ဒါဟိုမိုင်းခတ်တမျိုးတယ်မဟုတ်နော်မိုင်းခတ်မျိုးနယ်ပေါ့။အော်နေဦးဒါလေးရင်ပြမယ်ဒီမှာကြည့်ဒီလမ်းလေးတွေဆိုလို့ရှိရင်လေအာဘယ်လိုပြောရမလဲပကြီးဆွဲလို့ကောင်းတဲ့လမ်းလေးတွေပေါ့လမ်းလေးကကွက်ကွက်ကောက်ကောက်လေးနဲ့တီးပြီးတော့ညီနီတောင်ကပင်ရန်နေနဲ့ဒါကျွန်တော်ဟိုဘက်ကဒါကအခုနမိုင်းခတ်နေမိုင်းခတ်ကနေထွက်လာတယ်လမ်းအခုဆိုင်ကယ်သွားတဲ့ဘက်ကကျိုင်းတုံကိုပြန်မယ်လမ်းဒါကတော့အခုနဒီ ချောင်းလေးဒီချောင်းလေးကစောင်းလင်းဆိုလို့ရှိရင်တော့လေသူကဟိုကြည်လင်နေမှာဗျအခုကတော့မိုးရင်းကာလာမြင်ကွင်းဖြစ်တဲ့အခါကျတော့သူကအော်မိုးဒီဒီဒီမြင်းကြီးမြင်းကြီးရောင်ဆန်နေတာဗောအော်ခုနလေးပြန်ပြောရရင်လေသူကဒီမှာကအဲမိုင်းခတ်မြို့နယ်တစ်ခုလုံးပါဆိုလို့ရှိရင်လူကြီးအများဆုံးက လာဟုလာဟုကတော့35တက်တမ86ရာခိုင်နှုန်းလောက်ရှိတယ်ဗျပြီးသွားလို့ရှိရင်ကျတော့အော် ုတိယအများဆုံးကရှမ်းရှမ်းကတော့20.53ရာခိုင်နှုန်းရှိပြီးတော့တတိယအများဆုံးကဝသူလွယ်လာလို့ခေါ်ကြတယ်ဗျအဲ့ဒါကတော့16.17ရာခိုင်နှုန်းရှိတယ်စတုထအများဆုံးကအခါအခါက16.86ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်ဗျ။ဒါကတော့ကျွန်တော်တို့ဒီဘက်ဒေတာလေးရဲ့တွေ့ရတဲ့မြင်ကွင်းလေးတွေနဲ့ကျွန်တော်တို့အာလေ့လာတွေ့ရှိထားတဲ့အချက်လက်လေးတွေကိုပေါင်းစပ်မျှဝေတာဖြစ်ပါတယ်ဗျ။ တောတောင်ရဲ့ရတာကိုအေးချမ်းစွာခံစားကြည့်အောင်ဒီဘက်ကလေပြီးတော့မိုင်းခတ်မြို့ကသူက စောင်းရည်ကြိုင်ကြိုင်ထုံတဲ့အေးတယ်လို့ပြောတယ်ဗျ။ပင်းလဲရင်မနာပြင်အထက်ကိုပေပေါင်း2800ပဲရှိပြီမဲ့လို့အဓိကကတော့သူ့ရဲ့ပတ်ဝန်းကျင်ကတစ်တောအုပ်ကြီးတွေရှိနေသေးတဲ့အချိန်ကြောင့်ဖြစ်မယ်လို့ယူဆရပါတယ်။ပြီးတော့ကျွန်တော်တို့သိရတယ်လားဟိုးရင်တုန်းကတဲ့ဒီမိုင်းခတ်ကနေပြီးတော့တဲ့ဟိုဟာအထီကိုလေမန္လိမာမြမနီဖျားအထီကိုလှဲနဲ့ဖျားသွားဖူးကြတာလေဗျ။အဲ့လောက်အဲ့လိုလမ်းနေရှိခဲ့ဘူးလေလို့ပြောတယ်ဗျ။လှဲလမ်းမို့ သူကဒီအင်္ဂလိပ်တွေစပြီးအုပ်ချုပ်ခါစားကကျိုင်းတုံတွေကိုစီးရင်ကောက်တော့တဲ့ကျိုင်းတုံ32မြို့ထဲမှာမိုင်းညင်းကအင်ဂျင်900ရှိတယ်တဲ့အဲ့ဒီအချိန်ကမိုင်းတွေကအင်ဂျင်100ရှိတယ်တဲ့မိုင်းခက်က160ရှိပြီးမိုင်းခက်ကတော့အင်ဂျင်100အိမ်ပဲရှိတယ်လို့ပြောတယ်အဲ့ဒီအချိန်ကဒီဘက်ကတော့စပားပြောင်းမြေပဲပဲပုတ်အဓိကအစိုက်ပြိုးတယ်လို့သိရပါတယ်သူတို့ကအာပို့တာတော့ဟိုပါပေါ့ကျိုင်းတုံနဲ့မိုင်းရံပဲအဓိကအဲ့ဒီဆက်တဲ့နှစ်ခုပဲရှိတယ်ဗျာ တကယ်တော်ကြီးတောင်ကြီးတွေကိုရောက်သွားတဲ့အရာတာကိုခံစားကြရင်တော့ဒီလမ်းလေးကတကယ်ကိုအပြည့်ဝအဲ့ဒီရာသပေးနိုင်တယ်ဗျเอถ้าพาหินลูกขอเลยเตยเตยยาเสียเลยสิยา စိတ်ဆိုနေတာပဲလို့မျက်လုံးနဲ့အေးသွားတာပဲလို့မြတ်ကပလာခြုံထားတယ်လို့ဘဲလို့ဆိုတာဒီမြင်ကွင်းတွေကိုပြောတာဗျအခုဒီလိုမျိုးလက်ကလေးဆိုက်ခင်းလေးတွေကလည်းလှတယ် ိုင်းခတ်မြို့နယ်ထဲမှာကဖျားသုံးစုဇေရီအစု30နဲ့ဖုန်းတော်အကြောင်း59ကျောင်းရှိတယ်လို့သိရပါတယ်။နာမည်ကြီးတာတွေကတော့မိုင်းနှုံနှီးဖျားဝမ်ခုတ်ရတော်မူဖျားရမ်းမိုင်ကမဟာမြတ်မဏိဖျားရမ်းမိုင်ကပဲရွှေဦးတောင်းဇေရီအင်းလုံကရွှေဖုံးပွင့်ဇေရီနဲ့ပြီးတော့ရန်အောင်မြေဖျားတာယာအေးဇေရီတွေကနာမည်ကျော်တယ်လို့သိရပါတယ်ဗျ။ ကျွန်တော်တို့ဒါလေးကလေအခုကဒါအပိုင်း၃ဖြစ်သွားပြီပေါ့ကျွန်တော်တို့အပိုင်း၁နဲ့၂ကိုအကြောင်းအကြောင်းကြောင့်မကြည့်ရသေးတဲ့သူတွေများရှိရင်ကြည့်လို့အဆင်ပြေအောင်ကျွန်တော်တို့ description မှာ link လေးထည့်ပေးထားပါမယ်ပထမပိုင်းကတော့ဒါကကျွန်တော်တို့အာကျိုက်တုံကနေမိုင်းယံ sorry မိုင်းခတ်ကိုသွားတယ်လဲဒုတိယကတော့မိုင်းခတ်မြို့လေးနဲ့မိုင်းနှုံနီးပြအခုတတိယကတော့ဒါကျွန်တော်တို့အပြန်လဲမြင်ကွင်းနေဖြစ်ပါတယ်ဗျပြီးရင်ကျွန်တော်တို့ဒီပိုင်းလေးပြီးရင်တော့ဒါကျွန်တော်တို့အာကျိုင်းတုံမိုင်းခတ်ကျိုင်းတုံခီးစင်လေးအဆုံးသတ်မှာဖြစ်ပါတယ်အဲဂျားထဲမှာကျွန်တော်တို့ဟိုပါပေါ့ တောင်ကြီးနဲ့ပတ်သက်တဲ့မျှဝေစရာလေးတခုရှိပါတယ်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ໃຈတုံကနေပြီးတော့လွိုင်လင်ကိုသွားတဲ့လမ်းလေးတစ်လျှောက်တွေ့ရတဲ့မြင်ကွင်းတွေကိုဆက်လက်မျှဝေပေးသွားမယ်အကြောင်းကြိုပြီးအသိပေးရပါတယ်ဗျဒါကတော့ကျွန်တော်တို့ໃຈတုံနာကိုနီးလာပြီးအတော်တော့ကျွန်တော်ဖြတ်ခဲ့တဲ့ရွာလေးကိုပြန်ဖြတ်တာဗျရွာလေးဆိုပေမဲ့အင်ကြီးအင်ကောင်းတွေနဲ့တက်တက်ရရတက်တန်ရှင်းရှင်းနဲ့ဘုန်းတော်ကြီးချောင်းအကြီးတွေနဲ့တကယ်စီကားတဲ့နေရာဗျ။ ဒီဘက်ဒေတာတွေကကျွန်တော်တို့တိတ်ပြီးတော့ဟိုမရင်းနှီးတဲ့ညင်ခွင်းနေစိတ်ဝင်စားစရာဟိုအခုဒါမျိုးဆိုလို့ရှိရင်ဒါကျွန်တော်တို့မသိဘူးဗျဒါဘာလို့ထားအလီအကယ်လို့သိတဲ့လူရှိလို့ရှိရင်ကျွန်တော်တို့ပြောပြပါအောင်ကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းတွေမှာလည်းအခုလိုမျိုးဝိုင်းပြီးပြောပြကြတဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်လည်းမှတ်သားရတယ်လို့ကြီးစုသူတွေလည်းပို့ပြီးတော့အတိတိုးွားရပါတယ်ဗျာ ဒီဘက်ကတော့လေးလာကြအများကြီးပဲခုနလိုပြောသလိုအကုံရှမ်းနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုအာခါပြီးသွားလို့ရှိရင်ပြီးတော့ N လူမျိုးတွေနဲ့ပတ်သက်ရင်နာမည်ကြီးတယ်ခုနကျွန်တော်တို့ပြောတဲ့လာဟုတို့စသဖြင့်ဒီဘက်ဒေတာမှာရှိနေကြတဲ့အရာအလုံးကစိတ်ဝင်စားစရာလေးလာချင်စရာတွေကြီးပဲကျွန်တော်တို့အချိန်မလုံလောက်တဲ့အတွက်သာရသလောက်လေးကျွန်တော်တို့သိရှိသလောက်လေးကိုသာပြန်လည်မျှဝေတာဖြစ်ပါတယ်သိရှိသလောက်ကိုသာမျှဝေတာဖြစ်တဲ့အတွက်လုံလောက်ပြည့်စုံမှာမဟုတ်ဖဲနဲ့အာကျွန်တော်တို့လုံးဝမမျှဝေနိုင်တာနဲ့ဆိုင်တော့ကျွန်တော်တို့တွေ့ရသလောက်လေးမျှဝေမယ်ဆိုတော့စိတ်နဲ့မျှဝေပေးတာဖြစ်ပါတယ်ဗျ အာအခုတော့ကျွန်တော်တို့ဂျိုင်းတုံကို ပြန်ပြီးတော့ဝင်တော့မယ်ဟုတ်ကဲ့ကျွန်တော်တို့ဂျိုင်းတုံမိုက်ခတ်ဂျိုင်းတုံ ခီးစဉ်မျှဝေခြင်းကတော့ဒီအပိုင်းသုံးပါပဲအဆုံးသတ်ပြီးဖြစ်ပါတယ်ဗျလွယ်ချက်တွေရှိခဲ့ရင်လည်းတောင်းပန်ပါတယ်ကျွန်တော်တို့မျှဝေမှုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာ